မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့်မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်88ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထပ်မံထွက်ပြေးဝင်ရောက်သွားပြီးတော့အခုမေလအတွင်းမှာတတိယအထုပ်ဖြစ်နေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့မြန်မာစစ်သား128ဦးရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ခိုင်တပ်တော်နဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့တို့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့အချိန်မှာမြန်မာနယ်ကြားဆောင်တပ်ဖွဲ့ဝင်88ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမေလ9ရက်နေ့မနက်ပိုင်းမှာဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလှေနှက်စည်းနဲ့နယ်စပ်မှာရှိတဲ့နတ်မြစ်ကိုဖျက်ကျော်ကမေလ9ရက်နေ့မနက်10:15မိနစ်မှာဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံမှခိုလုံဝင့်တောင်းခံခဲ့တယ်လို့သိရပါဗျ။ဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့က၎င်းတို့ကိုဖမ်းဆီးထိန်းသိမ်းထားပြီးတော့လက်နက်များကိုဖြုတ်သိမ်းက ဘင်္ဂလားဒေ့ရှ်နယ်ကြားစောက်တပ်ကိုလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်။အလားတူပဲရခိုင်ပြည်နယ်ဘူးဒီတောင်နဲ့မောင်တော်မြို့နယ်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့်မြန်မာနယ်ကြားစောက်တပ်ဖွဲ့ဝင်40ဦးဟာဘင်္ဂလားဒေ့ရှ်ထံကိုလက်နက်များနဲ့ထွက်ပြေးရောက်ရှိလာကြောင်းကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကအတည်ပြုပြောဆိုခဲ့ပါတယ်။မေလ3ရက်နေ့ညပိုင်းနဲ့မေလ4ရက်နေ့မနက်ပိုင်းမှာမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40ဟာလက်နက်များနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးရောက်ရှိလာတယ်လို့သိရပါတယ်။၎င်းတို့ရဲ့လက်နက်များကိုဖြုတ်သိမ်းလိုက်ပြီးတော့ စေကောင်စီတပ်ဖွဲ့ဝင်အယောက်40ကိုဘင်္ဂလားဒေ့ရှ်ကထိန်းသိမ်းခဲ့တယ်လို့သိရပါဗျ။ဘင်္ဂလားဒေ့ရှ်ကိုအခုထွက်ပြေးရောက်ရှိလာတဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်120ဦးဟာတတိယအထုပ်ဖြစ်ပြီးတော့ပထမအထုပ်ဖြစ်နေမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်330ဦးကိုဖေဖော်ဝါရီလ15ရက်နေ့မှာ၎င်းဒုတိယအထုပ်ဖြစ်နေစစ်ကောင်စီတပ်ဖွဲ့ဝင်288ဦးကိုအေပီလ25ရက်နေ့မှာ၎င်းမြန်မာနိုင်ငံဘက်အချမ်းကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ချီတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာဗိုလ်ကြီးတအုပ်အပါအဝင်၁၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၃ရက်နေ့ကော့ကရိတ်မြို့နယ်ဒေါနာတောင်ချီကိုနိုင်ငံတော်အဆင့်ကြီးရေးလေးပူးပေါင်းပြီးတော့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးတအုပ်အပါဝင်၁၂ဦးသေဆုံးခဲ့ပြီးတော့၁၈ဦးထဲမှနဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမှတ်၃၁ဘူဟာလောက်ခန်၊နဂါးဘူစစ်ကြောင်းနဲ့ကြားဘူစစ်ကြောင်းတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းမှာပါဝင်ခဲ့တဲ့တပ်ရဲမှုများတင့်ကားများနဲ့စစ်ကောင်စီရဲ့လက်အောက်ငယ်သားများဟာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့စိုးဝင်းတို့အပါအဝင်အာဏာရှင်လူတစုက ထိုးကျွေးနေခြင်းဖြစ်ပြီးတော့ဒေါနာတောင်ကျေကိုခြိတက်လာရလမ်းတက်လျှောက်မှာ အများအပြားတည်ဆုံးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ကျေးဇူးကာကွယ်ရေးတော်လိုင်းရဲဘော်များအနေနဲ့အာနာရှင်လူတစုရဲ့ထိုးကြွေးခံရတဲ့စစ်သားများကိုအစွမ်းကုန်ခုခံတော်လန်တိုက်ခိုက်လျက်ရှိပြီးတော့ကျေးဇူးများအနေနဲ့ဘေးအန္တရာယ်ကင်းရှင်းရာအရာများမှာသတိပြုပြီးတော့နေထိုင်ပေးကြပါရန်ကြားပြူစစ်ကြောင်းကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်။သတင်းကတော့မန္တလေးတိုင်းမိထီလာအခြေဆိုင်အမှတ်99ချင်းမြန်တပ်မဌာနချုပ်ဒုတက်မမူ ဘုံမူကြီးညီညီမောင်ကိုစစ်ကောင်စီကလောင်ကစားမှုကြားဖြန့်ကိစ္စများနဲ့ပါဝင်ပတ်သက်မှုနဲ့ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မီလာ3ရက်နေ့ညပိုင်းကစစ်ဘက်ရေးရာထောက်လိုင်းရေးတပ်ဖွဲ့များကအမှတ်69ချင်းမြတ်တမဌာနချုပ်ဒုတမမှုဘုံမူကြီးညီညီမောင်ကိုဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီးတော့လက်တလောသိရှိထားတဲ့အရာကြားဖြန့်ကိစ္စများမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့အမှုနဲ့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကတော့အပတ်စဉ်42ကျောင်းစင်းဖြစ်တဲ့ဘုံမူကြီးညီညီမောင်ဟာ2021ခုနှစ် တမခွန်ခွန်ဖြူဟာမှုဖြစ်ခဲ့စဉ်ကမြောက်ကလာပါမှာဆန္ဒပြတဲ့ပြည်သူများကိုကိုရိုင်းဆက်တနတ်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗျ။ဘုံမူကြီးညီညီမောင်ဟာရုရှားပြန်စစ်ဗိုလ်တအုပ်ဖြစ်ပြီးတော့၎င်းဟာစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ကြမြကာလပတ်လုံးမိမရှုပ်တဲ့သူအဖြစ်နဲ့နာမည်ကြီးတဲ့လူလည်းဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ကသူចောင်းဆင်းပြီးချိန်မှာ KDB ကအမျိုးသမီးတအုပ်နဲ့ပထမအင်အောင်ကြပြီးတော့တမီးတအုပ်မွေးဖွားခဲ့တယ်လို့သိရပါဗျ။၂000နှစ်ခုနဲ့မှာရုရှားကိုပြင်ညာတော်တင်သွားရပြီးတော့ မြန်မာပြည်ကိုပြောင်းရောက်တဲ့အချိန်မှာပထမအိမ်ဆောင်နဲ့ကွဲကစစ်တပ်ကတော်မှာဗိုလ်ကြီးယာဒူးနဲ့နီးပြတောင်းဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာစစ်တပ်ကတော်ချယ်ရီရိတ်လက်ဖက်ရည်ဆိုင်ပိုင်ရှင်တမီးအကြီးမားနဲ့ညီဆွန်းခဲ့ပြီးတော့ကိုဝင်ဖျက်ချခဲ့ရတာမိမကိစ္စအတွက်တိုင်ကြားခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသမီးဟာနောက်ပိုင်းမှာစစ်တပ်ကတော်အပတ်စဉ်44ကျောင်းစင်းဘုံမူဇော်ပိုင်ရဲ့ဇနီးဖြစ်လာတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဒုတိယအိမ်အောင်အဖြစ်နဲ့မီမီဆန်နဲ့အိမ်အောင်ကြပြီးတော့စစ်တပ်ကတော့စာပေနှစ်မှာ ဘောလုံးတိုင်ကင်ကျင်းအပါဝင်လောင်းကစားအလုံးများကိုလုတ်ကင်ခဲ့တယ်လို့သိရပါတယ်။2010ခုနှစ်မှာဘုံမှုရာထူးတိုးသွားပြီးတော့2013ခုနှစ်မှာဖာပွန်ခလာရ19ကိုဒုတိယတိုင်ရင်မှုအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာဒေတာကအမျိုးသမီးတဦးနဲ့ညီဆွန်းခဲ့တဲ့အတွက်တိုင်ကြားခံရပြီးတော့ငွေကြေးပေးရခဲ့ရတယ်လို့သိရပါတယ်။2015ခုနှစ်မှာတောင်ကိုခလာရ26ကိုတိုင်ရင်မှုအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။တိုင်ရင်မှုဘဝမှာလည်း ဒေတာကအမျိုးသမီးတုံးနဲ့ထပ်မံညီဆွန်းခဲ့တဲ့အတွက်အဲ့ဒီကိစ္စကိုဖြေရှင်းခဲ့ရပြန်တယ်လို့သိရပါဗျ။တယ်ရမှုဘဝမြောက်ရီတောင်ကိုလိုင်းစင်မဲ့ကားများတည်ယူခြင်းနဲ့စက်ကြီးကောက်ချင်းများကိုလှုံ့ဆော်ခဲ့ပြီးတော့တောင်ကူမှာ KTV ကအမျိုးသမီးတုံးနဲ့ညီဆွန်းခဲ့တဲ့အတွက်ရောကြီးပေးပြီးတော့ဖြေရှင်းခဲ့ရပြန်တယ်လို့သိရပါဗျ။2018ခုနှစ်မှာဘာထူးကျောင်းကိုနီးပြနဲ့ပြောင်းရွှေ့လာပြီးတော့တယ်ရမှုတင်နန်းသားများထံကနေပြီးတော့ငွေကြီးကောက်ခံတဲ့အတွက်ကျောင်းအုပ်ကြီးရဲ့သတိပေးမှုကိုခံခဲ့ရတယ်လို့သိရပါဗျ။ 2021ခုနှစ်မှာတမခွန်ခွန်ရဲ့ဗျူဟာမှုဖြစ်ခဲ့ပြီးတော့ရန်ကုန်မှာရှိတဲ့စစ်အာဏာရှင်ကိုဆန္ဒပြတဲ့အရေးခင်မှာပြည်သူများကိုဆက်တနက်နဲ့ကိုယ်တိုင်ပစ်ခတ်တပ်ဖြတ်ခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ2023ခုနှစ်မှာတမ99ရဲ့ဒုတိယတမမှုဖြစ်လာပြီးတဲ့နောက်အခု2024ခုနှစ်မှာတော့လောင်ကစားမှုကြားဖြန့်ကိစ္စများမှာပါဝင်ပတ်သက်မှုတွေနဲ့ဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စစ်ကောင်စီလက်ပါစီအစိုးရယုံလေးဟာ ရန်ကုန်မြို့ကမြို့နယ်အသီးသီးမှာရှိတဲ့ခိုးဆိုးလူမိုက်များရက်ကွက်ကလူမိုက်များကိုစီးယုံပြီးတော့ငွေကြေးထောက်ပံ့ပေးကလူမိုက်ဂိုင်းထောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယုံလေးဦးဆောင်တဲ့လူမိုက်ဂိုင်းအဖွဲ့ဟာစီးပွားရေးလုပ်ငန်းရှင်တွေစီကနေပြီးတော့စက်ကြီးတောင်းခံငွေညစ်တာတွေကိုလှုပ်ဆောင်နေတယ်ဆိုတာစုံစမ်းသိရှိခဲ့ရပါတယ်။တော်လိုင်းအဖွဲ့အစည်းတွေနဲ့ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကုန်တိုင်းစစ်ဗျူဟာမှုကိုယုံလေးကဖမ်းကိုင်းပြီးတော့သူကိုယ်တိုင်အမှုပွဲစားလုပ်ခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။ ရန်ကုန်မြို့ရဲ့ night life လောကမှာလဲယုံလေးနဲ့သူ့ရဲ့တပည့်လူမိုက်တွေဟာငွေရဲ့စေဝါရောင်းချတာနဲ့မိုက်ကြီးခွဲတာတွေကိုလှုပ်ဆောင်နေတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့သူတွေကသတင်းပေးပို့ပြောဆိုခဲ့ပါတယ်မျက်မြင်တွေ့ရှိရတဲ့မြင်ကွင်းကတော့ယုံလေးရဲ့တပည့်လူမိုက်တွေဟာရန်ကုန်မြို့ကကလပ်တစ်ခုမှာ လူငယ်တွေကပတ်စံကျဲတဲ့အချိန်မှာယုံလေးတို့ဝိုင်းပေါ်ကိုပတ်စံများကြလာတဲ့ဆိုပြီးတော့ပားရိုက်ချင်းကန်ကြောက်ချင်းများကိုပြုတ်လုခဲ့သလိုကလပ်အပြင်မှာလည်းဝိုင်းပြီးတော့ထိုးနှက်ကန်ကြောက်တာတွေကိုလှုပ်ဆောင်ခဲ့တာကိုမြင်တွေ့ခဲ့တဲ့သူတွေကသတင်းပေးဖို့ပြောဆိုခဲ့ပါတယ်ရန်ကုန်မြို့ရဲ့နာမည်ကျော်လူမိုက်တွေဖြစ်တဲ့ကျော်ဝင်းစိန်အသက်ခံရပြီးတော့ရန်မျိုးသိန်းခေါ်ငမျိုးဖမ်းဆီးခံရပြီးတဲ့နောက်မှာယုံလေးဟာအဲ့ဒီလူမိုက်တွေရဲ့ကြံရှိနေတဲ့တပည့်တွေကိုစီယုံထားကြောင်းကိုလူမိုက်လောကနဲ့ဆက်ဆက်နေတဲ့သူတို့ကသတင်းပေးပို့လာပါရတယ်။ ဒါမွေမြို့နယ်ကလူမိုက်အများစုဟာလည်းယုံလေးရဲ့လူမိုက်ခိုင်းအဖွဲ့ဝင်တွေဖြစ်တယ်လို့မင်္ဂလာတောင်ညွန့်နယ်ဒါမွေမြို့နယ်တွေရဲ့စစ်ကောင်စီလက်ပါစီရဲတရင်ပေးတွေဟာလည်းယုံလေးရဲ့အဖွဲ့ဝင်တွေဖြစ်ကြောင်း၎င်းတို့ရဲ့လူမိုက်အတိုင်းဝိုင်းစီကနေပြီးတော့သိရပါဗျ။နောက်ဆုံးအရေးကြီးတဲ့သတင်းကတော့ယုံလေးနဲ့သူ့ရဲ့လူမိုက်ခိုင်းအဖွဲ့တွေဟာရန်ကုန် UG တွေရဲ့နေရက်လိပ်စာတွေကိုလိုက်လံစုံစမ်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ရန်ကုန်မှာရှိတဲ့ UG တွေကိုပဲမင်းကစုံစမ်းနိုင်မလား။ မင်းဒီကိုပဲ UG တွေကလာပြီးတော့ရှော့မလားဆိုအကြည့်ကြသေးတာပေါ့ကွာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပေါန့်တယ်မြို့နယ်မှာစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုတပ်သားတဲ့အဖြစ်နဲ့စူးစောင်းနေတဲ့သူနွားချံကုန်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုဝင်းလိုက်ပြစ်ခတ်ခံရပြီးတော့တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မွန်လွဲတနားရီအချိန်မှာပဲခူးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်နွားချံကုန်အုပ်စုကုန်းတာရွာနေအုပ်ချုပ်ရေးမှုဝင်းလိုက်ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ညတဲ့ PPDF တရင်တခွဲငါတောပရင်အဖွဲကသူ့ရဲ့နေအိမ်ကိုတွားရောက်ပြစ်ခတ်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။နွားချံကုန်ကြေးရွာရဲ့ပထမအုပ်ချုပ်ရေးမှူးဟာ PDF များရဲ့ပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဝင်းလိုင်ကဘသူမှအုပ်ချုပ်ရေးမှုမလုပ်ရင်ငါကိုယ်တိုင်အုပ်ချုပ်ရေးမှုလုပ်မယ်ကွဆိုပြီးတော့ကြွေးကြော်ပြီးတော့စစ်တပ်ကိုတွားရောက်အသိပေးကအုပ်ချုပ်ရေးမှုယာရုတာဝန်ရယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဥချုပ်ရိမ်မှုဖြစ်လာတဲ့အခါလေယာမြေကိစ္စများမှာပြည်သူများထံကနေပြီးတော့အတင်းအဓမ္မငွေညှစ်ခြင်းစစ်မှုထမ်းဥပဒေအရဆိုပြီးတော့လူငယ်များကိုစစ်သားတဲ့အဖြစ်နဲ့ဖမ်းဆီးခြင်းမျက်နှာမွေးဆင်းရဲနွမ်းပါတဲ့လူငယ်များကိုတပ်သားတဲ့အဖြစ်နဲ့စူဆောင်းခြင်းမိဘကိုလုံကျွေးနေတဲ့လူငယ်များကိုစစ်မှုထမ်းရန်အတွက်ဆိုပြီးတော့ခေါ်ဆောင်ခြင်းများကိုပြုလုပ်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗျ။ပေါင်းတဲ့မျိုးနဲ့အတွဲမှာကြံရှိနေတဲ့ဥချုပ်ရိမ်မှုများအနေနဲ့စစ်ကောင်စီအလိုကြစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုတပ်သားတဲ့စူဆောင်းခြင်းများကိုလှုပ်ဆောင်မယ်ဆိုပါက ဝင်းလိုင်ရဲ့ဖြစ်စဉ်ကိုနမူနာယူကြရန်နဲ့အ мян ဆုံးနှုတ်ထွက်ကြပါရန်တတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ